ဓမောင်းလေးစိမ့်နဲ့တူနာဘူမီလေးစိမ့်ဘယ်လေးစိမ့်ကပတူနန်းနဲ့ပူနီးလေဒီမေကွန်းက page မှာရောတချို့ video တွေအောက်မှာရောအမေးများကြတဲ့မေကွန်းတစ်ခုပါကျွန်တော်တို့မြန်မာအများစုက ထိုင်းကိုအလေလာကြတဲ့အခါပတူနန်းနဲ့ကဟိုတယ်တွေမှာတဲကြတာများတာကြောင့်ပတူနန်းနဲ့လေးစိမ့်နီးလာဆိုပြီးတော့မေးကြတာလည်းများပါတယ်ဆိုတော့ဘယ်လေးစိမ့်ကပတူနန်းနဲ့ပူနီးလဲဆိုရင်မြေပုံအကွာအဝေးရပတူနန်းကနေတူနာဘူမီလေးစိမ့်ကိုကီလိုမီတာ30လောက်ဝေးပြီးတော့ ဒမောင်းလေစိတ်ကတော့23ကီလိုမီတာလောက်ပဲဝေးတာမို့ဒမောင်းလေစိတ်ကပိုနီးတယ်လို့ဆိုနိုင်ပါတယ်။တက်စီနဲ့သွားမယ်ဆိုရင် လေစိတ်နှစ်ခုလုံးကိုအမြန်လမ်းသုံးပြီးတော့သွားလို့ရပါတယ်။ပတူနန်းကနေဒမောင်းလေစိတ်ကိုတက်စီနဲ့ဆိုရင်35မိနစ်ကနေတနိုင်လောက်ကားစီးရုံနဲ့ရောက်နိုင်ပါတယ်။တူနာဘူမီလေစိတ်ကိုတော့တက်စီနဲ့သွားမယ်ဆိုရင်45မိနစ်ကနေတနိုင်လောက်ကားစီးရနိုင်ပါတယ်။လမ်းတအားပိတ်တာမျိုးဆိုရင်တော့တနိုင်ခွဲလောက်ကြာသွားနိုင်ပါတယ်။ လေသိပ်နှစ်ခုစလုံးကိုဘတူနန်းကနေ public transport နဲ့သွားလို့ရပါတယ်အရင်ဦးဆုံးဒုံမောင်းလေသိပ်အတွက်ပြောရရင်ဒုံမောင်းလေသိပ်ကိုဘတူနန်းကနေတိုက်ရိုက်ရောက်တဲ့ line car ရှိပါတယ် line car နံပါတ် A3 ပါ Central Wall ကုန်တိုင်းအရှိကစောင့်စည်းလို့ရသလို Indra Square ရှိကနေလည်းစောင့်စည်းလို့ရပါတယ်ကားကားကဘတ်90ပါ line car ဖြစ်ပေမဲ့ကားကအမြန်လမ်းပေါ်ကနေသွားတာမို့ ခီးကြချင်းကတက်စီနဲ့တိတ်မကွာပါဘူးအားနေချက်ကလိုင်းကားဖြစ်တာမို့ကားအချိန်စီရင်အတိအကျမရှိပါဘူးတခါတလေလိုင်းကားဆောင်းရတဲ့အချိန်က45မိနစ်လောက်အထိကြာသွားနိုင်ပါတယ်တူနာဘူမီလေစိတ်ကိုတော့ဘတူနန်အနီးက Airport Railing ရထားလိုင်းရဲ့ဘူဓာဖြစ်တဲ့ Richard Pro ဘူဓာကနေရထားစီးသွားလို့ရပါတယ်ရထားကလေစိတ်အဆောက်အဦအထက်အထိရောက်တာမို့အတော်လေးအဆင်ပြေပါတယ်ပုံမှန်အားဖြင့်ရထားက 10မိနစ်တစ်စီးထွက်ပြီးတော့ယထာစီးရချိန်ကလည်း9ဝက်လောက်ပဲကြာပါတယ်ယထာစီးကကတော့တယောက်ကိုဘတ်40ပဲကြာတင်မှာဖြစ်ပါတယ်လေဆိပ်နှစ်ခုရှင်ကြည့်မယ်ဆိုရင်သူနာဘူမီလေဆိပ်က public transport နဲ့သွားရတာပိုအဆင်ပြေပြီးတော့တက္ကစီနဲ့သွားခြင်းတဲ့သူတွေအတွက်ကတော့ဒုံမောင်ကပိုနီးတယ်လို့ရှိပါတယ်ဗျာ